ပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှက်ခတ်စီစဉ်ရဲ2025ခုအောက်တိုဘာလ18ရက်တောက်ကြနေအတွက်ဆောင်းရန်ရှောင်းရန်ဆောင်းရရမယ်နှက်ခတ်ချိန်ကာလကိုအစီအစဉ်တစ်ဆက်သူများဖြစ်ကြတဲ့ဂျမရွှေရောင်နဲ့မာညင်းပိုင်တို့မှာစီစဉ်တစ်ဆက်ပြီးတော့မှာဖြစ်ပါရရှင် 2025အောက်တိုဘာ18ရက်နေ့တောက်ကြနေ့အတွက်တောက်ကြသသမီများအပေါ်ပုံမှုပြီးထိရောက်မှုရှိနိုင်တဲ့ကောင်းကျိုးနက္ခတ်9ပါးနဲ့မိမိတို့လုပ်ငန်းကိစ္စရဲ့များဆောင်ရွက်ရန်နက္ခတ်အချိန်ကကောင်းများကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။နနက်တနာရီ33မိနစ်မှနနက်တနာရီ33မိနစ်အချိန်တွင်မှဆိုရင်တော့ဖုံးကန်ကြီးမြင့်နိုင်တဲ့ဒရနက်ခတ်ကင်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နက်နက်6:2မိနစ်မှနက်နက်6:22မိနစ်အချိန်တွင်းမှဆိုရင်တော့စန္ဒာအောင်မြင်ပြီးမြစ်တိုင်ရေကိစ္စပြီးကောင်းမွန်နိုင်တဲ့ဆုံးနှက်ခက်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ6:13မိနစ်မှညနေ6:33မိနစ်အချိန်တွင်းမှဆိုရင်တော့ဘယ်လုံငန်းမျိုးမဆိုလောက်ကင်မှာကအောင်မြင်မှုရရှိပြီးကန်စတာထွက်တဲ့ရောက်ရှိနိုင်တဲ့အဓိပတိနှက်ခက်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ညနေ၄နာရီ73မိနစ်မှညနေ၄နာရီ33မိနစ်အချိန်တွင်းမှဆိုရင်တော့ရာဒူဩဇာအာနာကန်တွေကြီးမြင့်နိုင်တဲ့ထီးဖြူနက္ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ည၈နာရီ56မိနစ်မှည9နာရီ6မိနစ်အချိန်တွင်းမှဆိုရင်တော့အိမ်ချမ်းမြေရင်တွေအယောင်ဝယ်ကိစ္စတွေပြုလုပ်ပါကကောင်းမွန်နိုင်တဲ့စင်ဖြူနက္ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ည9နာရီမှည9နာရီ20မိနစ်အချိန်တွင်းမှဆိုရင်တော့ငွေကြေးရှင်ငွေယတနာထီကန်ဆန်းမှုကံဒီကောင်းမွန်နိုင်တဲ့ယတနာနှက်ခက်ကြီးကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ခြာတာပရင်းနည်းညတကောင်ကြော်ပြီးတောက်ကြနေအကူနနက်12နာရီ30မိနစ်မှနနက်12နာရီ50မိနစ်အချိန်တွင်းမှဆိုရင်တော့သာသမိယတနာများထွန်ကားရရှိနိုင်တဲ့တန်ဒီနှက်ခက်ကြီးကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်တောက်ကြနေသားသမီးများအပေါ်ပုံမထိရောက်နိုင်တဲ့ဆိုးရဲနှက်ခတ်နဲ့ပတ်သက်တဲ့နှက်ခတ်ချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။နနက်9:39မိနစ်မှနနက်9:59မိနစ်ချိန်တွင်မှဆိုရင်တော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုများဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။နနက်8:32မိနစ်မှနနက်8:52မိနစ်ချိန်တွင်မှဆိုရင်တော့အမှုကင်းပြဿနာနဲ့စိတ်ပူပန်သောကများဖြစ်စေနိုင်တဲ့တောကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ နနက်9:04မိနစ်မှနနက်9:24မိနစ်အချိန်တွင်းမှဆိုရင်တော့ဆုံရှုံပြည့်စုံမှုများဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။နေ့လယ်3:09မိနစ်မှနေ့လယ်3:29မိနစ်အချိန်တွင်းမှဆိုရင်တော့မိတ်ဆွေတင်ကများဆုံရှုံပြည့်စုံမှုတွေဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ နနက်2:53မိနစ်မှနနက်3:73မိနစ်ချိန်တွင်မှဆိုရင်တော့အလုံးစည်းပွားထိခိုက်ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဘင်္ဂနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်ချိန်ကာရီယာဆိုရင်တော့တောက်ကြနေသသမီးများအပေါ်ပုံမထီရောက်နိုင်တဲ့နက္ခတ်ချိန်ကာရီပဲဖြစ်ပါရဲ့ရှင်။ဒီနက္ခတ်ချိန်ကာရီကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကူမအသေးစိတ်ကိုရန်တက်ချက်ပေးကြတာဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ယနေ့နက္ခတ်စီစဉ်ကိုကြည့်ရှုအားပေးကြရတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။